မင်္ဂလာပါညာ EAW ကနေကြိုဆိုပါရစေဂီပတ်တွဲစုံမေးမြန်းကမ်းမှာအာဆီယံဥက္ကဋ္ဌမလေးရှားကဥစည်းအုပ်ဆောင်လုပ်ပြီးတော့မြမနွေဦးတော်လှန်ရေးအဖွဲ့တွေနဲ့တွဲစုံနေတာဘာသဘောလဲမလေးရှားရဲ့အထူးတန်တမန်နဲ့တွေ့နေတဲ့ Joint Coordination Body JCB ကဒီပြည်တော်အာဏာသိမ်းစစ်ကောင်စီနဲ့အပြစ်ရရေးစကားပြောကြမှာလား cross border aid နေဆက်ဖြတ်ကျော်ပြီးတော့ လူသားချင်းစာနာမှုအထောက်ပံ့နေပေးဖို့အာဆီယံကဆောင်ရွက်ပေးနိုင်သလားစတဲ့အကြောင်းအရာတွေကိုဆွေးနွေးတင်ပြပေးဖို့အာဆီယံအကြောင်းဒီဇိုင်းမမတ်ဆောင်ရွက်နေတဲ့ချင်းမိုင်ခြေဆိုင် Forum of Federation အဖွဲ့ရဲ့ဒါရိုက်တာကိုဝင်းမင်းကို EAWRI Studio ရဲ့ကိုဖိတ်ခေါ်ထားပါတယ်ကျွန်တော်က EAWRI မြန်မာပိုင်းအေဒါရင်းနေပါ ကျေးဇူးပါကိုဝင်းမင်းအခုလိုလာပြီးတော့ကျွန်တော်တို့စတူဒီယိုရဲ့ကိုအဲ့လိုမျိုးအချိန်ပေးပြီးတော့အင်တာဗျူးပေးတဲ့တကြောင်ကျေးဇူးတင်တဲ့ကြောင်ပထမအဦးဆုံးပြောပြရစေဟုတ်ဖိတ်ခေါ်ပေးတဲ့အတွက်လည်း ARD ဝိုင်းတော်သားတွေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကိုမင်းအခုကကအဲ့လိုမျိုးချင်းမိုင်မှာလောက်တဲ့ဆိုပြီးတော့အာတင်းထွက်နေတဲ့အဲဆွေးနွေးပွဲတွေပေါ့နော်နောက်ပြောအခုလိုမျိုးကျွန်တော်တို့သိရတဲ့လောက်ဆိုပွဲကပြတ်သွားပြီလို့တောင်ပြောနေတဲ့ဆွေးနွေးပွဲပေါ့ဗျအဲ့ဒါကကျွန်တော်တို့အများ ပြည်သူကြားထဲမှာဖြစ်နေတဲ့ပြောနေတဲ့အပုံစံကဘယ်လိုလဲဆိုတော့မလေးရှားတန်တမန်နဲ့ပေါ့နော်မလေးရှားဆိုတာကလည်းဒါအာဆီယံဥက္ကဋ္ဌတာဝန်ယူထားတာ ਉਹ ဆိုတော့သူကလည်းအခုဒီပမာအရေးကိုဟိုဒီဇိုင်းမှတ်မှတ်နဲ့လုပ်နေတာ ਉਹ ဆိုတော့သူတို့ရှီယာတန်တမန်နဲ့ဟာလာနောက်ပြီးတော့အခုမှစပြီးတော့ကြားဘူးတဲ့ joint coordination body ဆိုပြီးတော့ ဖွဲ့ထားတဲ့အဖွဲ့ပေါ့နော်အဲအဲ့ဒါနဲ့တွေ့မယ်ပေါ့အဲတွေ့ပြီးတော့စကားတွေပြောမယ်ပြောမဲ့ဥစ္စာဆွေးနွေးမဲ့ဟာတွေကိုယူပြီးတော့အဲနေပြီးတော့ကိုသွားမယ်နေပြီးတော့မှလည်းခုနကတွေ့ပြီးတော့ဟာလာဒီနှစ်ဖက်ပေါ့နော်ဟောအပြစ်ခတ်ရက်စဲကြီးကိစ္စတွေကိုဟိုအဲ့လိုမျိုးဥတီပြီးတော့ဟိုလောက်ကြမယ်ဆိုတော့အဲအဲ့လိုမျိုးဟို narrative ပေါ့နော်ဟိုပြောဆိုချက်တွေကိုကျွန်တော်တို့ကြားနေရတဲ့အခါမှာကြတော့ အကိုဝင်းမင်းအနေနဲ့လည်းဒီဆွေးနွေးရဲမှာပါတယ်လို့သိရတဲ့ခါမှာကြတော့အဲ့လိုမျိုးပြောနေတဲ့အဲဇလန်းနေကနည်းနည်းတော့အဲ့လိုမျိုးပြန်ပြီးတော့ဖြည့်ရှင်းပေးပါအောင်ကျွန်တော်တို့လည်းတေချာမသိဘူးဘာအဲ့လိုမျိုးပေါ့ဒီ JCB ဆိုတာဘယ်အဖွဲ့လဲပေါ့နော်ဟုတ်ကဲ့အော် JCB ဟိုမေဂွန်အမေပေးတဲ့တော့ပေါ့လုံးဝစဉ်ဒီဒီမြန်မာနိုင်ငံရဲ့လုပ်ငန်းစဉ်အဆွေးနွေးမှုပဲဖြစ်ဖြစ်အာဆီယံရဲ့ခန့်ကဏ္ဍပဲဖြစ်ဖြစ်ဒီ အများပြည်သူတွေရဲ့အကြမ်းထဲမှာတူလို့တူလို့ဖြစ်နေကြတဲ့အကြောင်းအရာတွေရှိတယ်ပေါ့ဥပမာ ASEAN ရဲ့ဆွေးနွေးမှုနောက်ပြီးတော့ Joint Coordination Body ဤဆိုတာပါလဲဆိုတဲ့တူလို့တူလို့ဟာတွေဖြစ်ပေါ်နေတဲ့အချိန်မှာဒီချက်မိုင်မှာဆွေးနွေးမှုတွေလုပ်မယ်အဲ ASEAN အဲဥက္ကရာရဲ့အထူးကုဇလေလဲလာမယ်ဆိုတဲ့ဟာကိုပြင်ဆင်တဲ့အနေနဲ့တွေ့ဆုံကြမယ်ဆိုတဲ့သတင်းအဲသတင်းသတင်းတွေပေါ်မှာတော်တော်လေးကို အဲအုံကြွကြွဖြစ်တယ်ပေါ့ဖြစ်တော့အဲ့ဒီဟာအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးဒီအင်ဒိုနီးရှားအဲဒီမလေးရှားနိုင်ငံရဲ့အာဆီယံဥက္ကဋ္ဌအနေနဲ့အဲပြင်ဆင်မှုဟိုအကြောင်းပြောပြရမယ်လို့ထင်တာနံပါတ်1ကကျတော့မလေးရှားနိုင်ငံရဲ့အာဆီယံဥက္ကဋ္ဌအနေနဲ့ပြင်ဆင်တဲ့အခါမှာဒီမြန်မာနိုင်ငံရေးကိုအပြေရှာတဲ့အခါမှာမြန်မာနိုင်ငံမှာရှိနေကြတဲ့ဒီတော်လန်ရေးအစုအဖွဲ့တွေနိုင်ငံရေးအစုအဖွဲ့တွေကိုတိတိကျကျနားထောင်ပြင်ဆင်ဖို့အတွက် အပြင်းစင်နေတဲ့ဥစ္စာရှိတယ်ပေါ့အဲ့ဒီအပြင်းစင်နေမှုအပေါ်မှာဆိုလို့ရှိရင်ပထမအဲလုပ်ငန်းစဉ်အနေနဲ့ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဒီနိုင်ငံရေးအစုအဖွဲ့တွေဒီတော်လှန်ရေးအစုအဖွဲ့တွေကိုအတွေ့နေကြတာဥစ္စာရှိတယ်ပေါ့ပြည်တွင်းကိုတွားပြီးတော့တွေ့တွေ့တဲ့ဥစ္စာရှိတယ်ဒါ2025ရဲ့အစောပိုင်းကာလအဖြစ်ပါတယ်ပေါ့ဒီပြည်တွင်းမှာတွားတွေ့တာရှိတယ်အဲနောက်ပြီးတော့ဘန်ကောက်မှာတော်လန်ရေးအစုအဖွဲ့တွေတွေ့တာရှိတယ်ဒါနံပါတ်1ပေါ့နံပါတ်2ကကျတော့ဒီမလေးရှားနိုင်ငံ ငိုဒီမြမຫນွေဥတော်လန်ရင်းနဲ့ပတ်တက်တဲ့အစုအဖွဲ့တွေကိုခေါ်ယူပြီးတော့တွေ့ဆုံခဲ့ကြတာရှိတယ်ပေါ့အဲ့ဒီကနေပြီးတော့ ASEAN Summit မှာလည်းဒီ ASEAN အနေနဲ့ကောင်းမွန်တဲ့ဥဆောင်မှုပေးဖို့မြန်မာပြည်သူပြည်သားတွေအတွက်ရည်ရှိအငင်းချမ်းစေတဲ့လုပ်ငန်းစဉ်ကိုအပြေရှားဖို့ဆိုပြီးတော့ဆွေးနွေးခဲ့ကြတာတွေရှိတယ်ပေါ့အဲ့ဒီအစီအစဉ်ဆွေးနွေးမှုတွေအပေါ်မှာဒီမြန်မာຫນွေဥတော်လန်ရင်းအစုအဖွဲ့တွေကိုပြန်လည်ပြီးတော့ချပြဆွေးနွေးဖို့အတွက် ASEAN အဲ့ဒီဥက္ခရာရဲ့အထူးကိုယ်စားလှယ်ရဲ့ချက်မှန်ခီးစဉ်ရှိတယ်ဗတာနံပါတ်1တခုဖြစ်ပါတယ်အဲ့လိုမျိုးအစည်းအဝေးအစည်းအဝေးရှိတဲ့အခါမှာဒီຫນွေဥတော်လိုင်းရေးအစုအဖွဲ့တွေအနေနဲ့ဆိုလို့ရှိရင်အစုအဖွဲ့အစုဖွဲ့နေကြတဲ့အစုအဖွဲ့အမျိုးမျိုးရှိတယ်ပေါ့အဲ့ဒီအစုအဖွဲ့ကြားထဲမှာတခုကကြတော့ joint coordination body လို့ခေါ်တဲ့အစုဖွဲ့တခုဖြစ်ပါတယ်ဒီအစုဖွဲ့အဲအနေနဲ့လေဒီအစုဖွဲ့ထဲမှာပါနေတဲ့အဲအဖွဲ့အစည်းတွေကိုယ်စားလှယ်တွေက အာဆီယံကိုယ်စားလှယ်လာတဲ့အခါမှာအဲအဲချိတ်ဆက်ဆွေးနွေးဖို့အတွက်ပြင်ဆင်နေကြတဲ့ဥစ္စာအရှိတယ်ပေါ့အရှိတော့အဲ့ဒါလည်းပြင်ဆင်တဲ့ဥစ္စာရှိတယ်အဲ့ဒါတကူဖြစ်တယ်ပေါ့ဒီသတင်းထဲမှာပေါကြားသွားတဲ့ဒီဟာကကြတော့ဒါကတော့ဒီထဲမှာပါနေတဲ့အစုအဖွဲ့အနေနဲ့ဒီဆက်နီးဆက်တဲ့ဒီနိုင်ငံရေးမိတ်ဆွေအပေါင်းအသင်းတွေကိုတိုင်ပင်ဆွေးနွေးဖို့အတွက်တွေ့ဆုံတဲ့ ဥစ္စာပဲဖြစ်တယ်ဆိုတော့အဲ့ဒီအစည်းအဝေးကပြတ်သွားတာလားဆိုတော့ပြတ်သွားတာမဟုတ်တကယ်တမ်းတော့ပြတ်မသွားဘူးပေါ့ပုံမှန်ဆွေးနွေးကြရတယ်တွေးဆုံကြရတယ်ဒါကကြတော့ဒီနိုင်ငံရေးမိတ်ဆွေဂျာအသွင်းမှာပဲ JCB ဆိုတာဘာလဲဘယ်သူတွေပါဝင်ဆောင်ရွက်နေတယ်လဲဘယ်လိုလုပ်ငန်းစဉ်တွေရှိတယ်လဲဘာကြောင့်စုဖွဲ့တာလဲဆိုတဲ့ဥစ္စာမျိုးကို coffee စကားဝိုင်းအနေနဲ့တွေ့တဲ့ဟာဖြစ်တယ်ဒါပေမဲ့တိုက်ဆိုင်သွားတာကဘာတိုက်ဆိုင်သွားတယ်လဲဆိုရင်ဒီ ASEAN ဥက္ကဋ္ဌရဲ့အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်အနေနဲ့လာပြီးတော့ ီမြန်မာနိုင်ငံရေးအစုအဖွဲ့တွေတွေးဖို့ဆိုလို့ရှိရင်ကွာလန်လာပူကိုဒီမလေးရှားနိုင်ငံကိုလာနိုင်တဲ့အစုအဖွဲ့ရှိတယ်မလာနိုင်တဲ့အစုအဖွဲ့ရှိတဲ့အတွက်စုံလင်တဲ့အစုအဖွဲ့တွေတွေးနိုင်ဖို့အတွက်ထိုင်းနိုင်ငံကိုလာရောက်နေတဲ့အချိန်ဖြစ်တဲ့အတွက်တရင်ကကြီးကြီးမားမားတော့ဖြစ်သွားတယ်ဆိုတော့ဒီအာဆီယံကိုယ်စားလှယ်အနေနဲ့ကကြတော့မြန်မာအဲဒီတော်လိုင်းအစုအဖွဲ့တွေကိုလာရောက်တွေးဆုံနေတာတော့ရှိတယ်အအောင်မြင်စွာလဲယနေ့တွေးဆုံပြီးသွားတယ်ပေါ့အဲအဲ့ဒါကတော့ရှိတယ်ကြံတဲ့ JCB တရင်ထဲမှာပါတဲ့ကိစ္စကကြတော့ဒါကတော့ JCB မှလုံနေကြတဲ့ online အစုအဖွဲ့အနေနဲ့ဒီနိုင်ငံတကာကိုအဲချိတ်ဆက်ဆောင်ရွက်မှုပိုကောင်းအောင်နိုင်ငံရေးပြင်ဆင်မှုအနေနဲ့ဆိုလို့ရှိရင်လေတော်လန်ရေးအစုအဖွဲ့တွေကြားထဲမှာချိတ်ဆက်မှုပိုကောင်းအောင်ပြင်ဆင်စုဖွဲ့နေတဲ့အစုဖွဲ့မှုမဟာမိတ်အစုဖွဲ့လို့တော့ကျွန်တော်နားလည်ထားပါတယ်ခင်ဗျအဲဆိုတော့ကိုဝင်းဝင်းပြောတဲ့အတိုင်းဆိုမလေးရှားကနေပြီးတော့မလေးရှားဥက္ကဋ္ဌကိုစလေကနေပြီးတော့ခုနကမြမຫນွေဦးတော်လန်ရေးမှာပါတဲ့အဖွဲ့တွေကို တွေ့မယ်ဆိုတဲ့အခါမှာကြတော့ခုနကလိုမျိုး NUG တို့လိုမျိုး NUCC တို့လိုမျိုးတွေ့လို့မရဘူးလားပေါ့ဆိုတော့ GCB ဆိုတာကဘာဖြစ်လို့အဲ့လိုမျိုးဟိုပြည်တွင်းထဲကပါတဲ့ဒူတွေရောပြည်တွင်းထဲကဟိုပြပရှိနေတဲ့ဒူတွေရောဖွဲ့ထားတဲ့အဖွဲ့အစ်စ်လားအဲ့တဘောမျိုးလားဟာမလေးရှားဒီနိုင်ငံဒီဒီအာဆီယံဥက္ကရာဒီအာအာဆီယံအထူးကိုယ်စားလှယ်အနေနဲ့တွေ့တဲ့အခါမှာတော့မြန်မာ့ຫນွေဦးတော်လိုင်းရဲ့အစုအဖွဲ့အနေနဲ့ပဲ အတွေ့အတာဖြစ်တယ်ပေါ့အညူဂျီအမျိုးတိုင်းညီညွတ်ရေးအစိုးရလည်းပါတယ်ဒီအမျိုးတိုင်းညီညွတ်ရေးအတိုင်းပင်ခံကောင်စီလည်းပါတယ်နောက်ပြီးတော့မြေပြင်မှာရှိနေကြတဲ့ဒေတာအလိုက်တော်လန်ရေးအစုအဖွဲ့တွေပြီးနောက်ပြီးတော့ဒီအာပြည်သူကိုယ်စားလှယ်တွေနောက်ပြီးတော့ဒီနိုင်ငံရေးပါတီကိုယ်စားလှယ်တွေအစရှိသဖြင့်ဆုံဆုံလင်းလင်းတော်တော်များများကိုတွေ့နေတာဖြစ်ပါတယ်ဗောဒီຫນွေဥတော်လိုင်းရင်းမှာပါဝင်နေတဲ့အစုအဖွဲ့တွေကိုတော်တော်များပါတယ်အဲတော်တော်များများတွေ့တယ်နောက်တစ်ခုကဒီမြန်မာနိုင်ငံ အဲမပါဝင်ဆောင်ရွက်နေကြတဲ့အရက်ဖက်အဖွဲ့စီတွေအများအမျိုးသမီးအေကောင်းဆောင်မှုအစုအဖွဲ့တွေအစရှိတဲ့ဖြင့်အစုအဖွဲ့တော်တော်များများကိုတွေ့တာဒါတော့ ASEAN ရဲ့တွေ့ဆုံမှုအပိုင်းဖြစ်တယ်ပေါ့ JCB ကအစုအဖွဲ့တာကကြတော့မလေးရှားနဲ့ပတ်သက်တဲ့လောလောဆယ်စုအဖွဲ့မှုတော့မဟုတ်ဘူးပေါ့ဒီမြန်မာ့ຫນွေဦးတော်လန်ရေးအစုအဖွဲ့တွေဂျားထဲမှာနိုင်ငံရေးအစုအဖွဲ့တွေတော်လန်ရေးအစုအဖွဲ့တွေအနေနဲ့ငါတို့တွေဂျားထဲမှာချိတ်ဆက်မှုအားကောင်းအောင်ဆောင်ရွက်မှုအားကောင်းအောင်ဒီတော့နိုင်ငံရေးပြင်ဆင်မှုပဲဖြစ်ဖြစ် နိုင်ငံကချိတ်ဆက်မှုပဲဖြစ်ဖြစ်ဖြစ်ညီညီညာညာဆောင်ရွက်နိုင်ဖို့အတွက်စုဖွဲ့နေတဲ့အစုအဖွဲ့ဖြစ်တယ်ပေါ့မလေးရှားနိုင်ငံရဲ့ဒီအာဆီယံဥက္ကဋ္ဌအနေနဲ့တာဝန်ယူအထူးကိုယ်စားလှယ်အနေနဲ့တွေ့တဲ့အပိုင်းမှာကကြတော့ຫນွေဥတော်လန်ရေးအစုအဖွဲ့အနေနဲ့ပဲတွေ့တာဖြစ်တယ်ပေါ့အမျိုးသားညီညွတ်ရေးအစိုးရပါတယ်ဒီ JCB အထဲမှာပါနေတဲ့အစုအဖွဲ့တွေလည်းပါတယ်နောက်ပြီးတော့တိုင်းအလိုက်ရှိနေတဲ့နိုင်ငံရေးအစုအဖွဲ့တွေပြည်နယ်အလိုက်ရှိနေတဲ့အစုအဖွဲ့တွေအစုအဖွဲ့တွေတော်တော်များများ ကိုတွေ့တာဖြစ်တယ်ဆိုတော့အစုအဖွဲ့တော်တော်များများကိုလာရောက်တွေ့ဆုံတဲ့ခီးစဉ်ဖြစ်တယ်ဗျဒီခီးစဉ်ကအဓိကအဖြစ်တော့လောလောဆယ်ဒီမကြသေးမီကပြီးဆုံးသွားတဲ့ ASEAN Summit မှာဒီမြန်မာ့အနေနဲ့ဥတော်လန်ရေးအစုအဖွဲ့တွေကနေပြီးတော့တင်ပြထားတဲ့အကြောင်းအရာတွေကိုဆွေးနွေးတဲ့အခြေအနေကိုတင်ပြရတယ်ရှေ့ဆက်အဲလုံမဲ့အဲဒီ ASEAN ရဲ့အဲအပြင်အစင်တွေကိုတင်ပြရတယ်မလေးရှားနိုင်ငံအနေနဲ့ဒီမြန်မာနိုင်ငံရေးကိုအပြေရှာတဲ့အခါမှာမြန်မာဦးမြန်မာလက်လို့ အများပြောတဲ့ဇကာအတိုင်းပဲသူတို့ကကုညီဆောင်ရွက်ပေးတဲ့နိုင်ငံအဲတာဝန်ကိုယူထားတာဖြစ်တဲ့အတွက်ကုညီဆောင်ရွက်ပေးတဲ့လုပ်ငန်းစဉ်တွေကိုတော့တည်တည်ချာချာအဲလုပ်ပေးခြင်းတယ်ပေါ့ဒါဟာမြန်မာနိုင်ငံရဲ့လုပ်ငန်းစဉ်ဖြစ်တဲ့အတွက်မြန်မာပြည်သူရဲ့လုပ်ငန်းစဉ်ဖြစ်တဲ့အတွက်ဒီမြန်မာအစုအဖွဲ့တွေပဲဥဆောင်အောင်မှာဖြစ်တဲ့အတွက်ဘယ်လိုမျိုးအဲကုညီဆောင်ရွက်ရမလဲဘယ်အပိုင်းတွေကိုလက်တွေ့ချာချာအဲပါဝင်ဆောင်ရွက်ပေးစီခြင်းတယ်လဲကုညီစီခြင်းတယ်လဲဆိုတဲ့အဥ္စာမျိုးကိုလာရောက်နားထောင်တဲ့လုပ်ငန်းစဉ်လာရောက်သူတို့ လုပ်နေတဲ့လုပ်ငန်းစဉ်တွေကိုဘလောက်ခီးရောက်နေတယ်ဘာတွေဆက်လုပ်ဖို့ရှိတယ်လဲဆိုတဲ့အကြောင်းအရာတွေကိုလာရောက်ဆွေးနွေးတဲ့ခီးစဉ်ဖြစ်ပါတယ်ခင်ဗျဆိုတော့အအခုကတော့လူပြောများနေတဲ့ဥစ္စာဟုတ်ကျွန်တော်မေးနေတဲ့ဟိုဟိုဇလန်းအခြေခံဆိုတော့အအဲ့ဒါကိုပဲကျွန်တော်ဆက်ပြောနင်းပြောထပ်ပြောရတာပေါ့ဗျာဆိုတော့ဆိုတော့မလေးရှားက ဟုတ်လားဒီစစ်ကောင်းဆောင်မင်းအောင်နိုင်နဲ့ဘန်ကောက်မှာတွေ့ပြီးသွားတဲ့အခါမှာအဲပြောလိုက်မင်းအောင်နိုင်ပြောလိုက်တဲ့ခုနကအပြစ်ခတ်ရက်စဲရေးဆိုတဲ့ဟာကိုကင်ပြီးတော့ခုနကဒီဗမာပြည်မှာခုနကငြိမ်းချမ်းရေးပေါ်ဆောင်ရမယ်ဟုတ်လားအပြစ်ခတ်ရက်စဲရမယ်ဆိုတဲ့ဟာကိုတွန်းအားပေးနေတာပေါ့ဒါသူအဲ့လိုမျိုးရွေးကောက်ပွဲတောင်မှအဲ့လိုမျိုးသူဥစားမပေးတော့ဘူးပေါ့ဒီဥစားကိုဥစားပေးပြီးတော့လှုပ်လာတာကို ကျွန်တော်မြင်ရတဲ့အခါမှာကြောက်အခုလူတွေကတော်တော်များများကတိကျတဲ့အတိုင်းပဲနွေဦးတော်လန်ကြီးဆိုတာကဒီအဲဟိုအနာသိန်းအုပ်စုဟိုအဲ့လိုမျိုးဟိုတနက်ကင်တော်လှန်ပြီးတော့ဖြုတ်ချတိုက်ပွဲဝင်နေတဲ့အချိန်မှာဒီလိုမျိုးခုနကအဲမလေးရှားလည်းဖီအားဝင်လာတယ်နောက်ပြီးတော့ JCB တွေမှာပါတဲ့ပြည်တွင်းနိုင်ငံရေးအင်အားစုတွေကလည်းဘလို့ပဲဖြစ်နေဖြစ်နေဒီဟာငင်းချမ်းကြီးကိုလူလာတယ်ဆိုတော့အဲ စိုးရင်ချက်တွေကခုနကဒီຫນွေဥတော်လှန်ရေးကိုဟိုဟာပေါ့တစ်ဖက်လက်နဲ့ရက်သွားအောင်လို့မလေးရှားနဲ့အဲ့လိုမျိုးပေါ့နော်။ဟိုမလေးရှားရဲ့ဖိအားနဲ့လည်းအချိန်ကြိုက်ယူပြီးတော့အဲဟိုအပြစ်ခတ်ရက်ဆဲဖို့အတွက်ကိုလုံနေကြတယ်ဆိုတော့ယူဆချက်တွေမြင်အဲ့လိုမျိုးကြားလာရတာပေါ့။ဆိုတော့အဲ့ပုံမှာရောအဲ့လိုမျိုးကိုဝင်းမင်းနဲ့တော့တုံးတက်ပေးပါ ဟုတ်ကဲ့ဆိုတော့မလေးရှားကတော့တကယ်ပဲအပြစ်ခတ်ရက်ဆဲဖို့ခုနကတော့ဒီငင်းညံကြီးအကုန်လုံးဟိုပါဝင်လာနိုင်ဖို့ကိုဖိအားတော်တော်များများပေးနေတဲ့သဘောလားဗျဟုတ်ဒီဟန်နဲ့ဒီဒီမေကွန်အအခြေအနေနဲ့ဆိုလို့ရှိရင်ဒီအမျှဝေခြင်းတဲ့ဥစ္စာအကြောင်းအရာနှစ်ခုရှိတယ်နံပါတ်၁ကကျတော့မလေးရှားနိုင်ငံအနေနဲ့ဒီအာဆီယံဥက္ကဋ္ဌအတာဝန်ယူတဲ့အခါမှာပြင်ဆင်မှုအတွေးခေါ်မှုအပိုင်းဖြစ်ပါတယ် နံပါတ်1အနေနဲ့မလေးရှားနိုင်ငံအနေနဲ့ဆိုလို့ရှိရင်မြန်မာနိုင်ငံရေးကရေရှည်အနေနဲ့အပြေရှာမဲ့လုပ်ငန်းစဉ်လို့တို့တွေနားလည်ထားတယ်ပေါ့နောက်တစ်ခုကမလေးရှားနိုင်ငံအနေနဲ့ဆိုရင်မြန်မာပြည်သူတွေအပေါ်မှာကျွန်တော်အဲဟိုပူပေါင်းဆောင်ရွက်ကြည့်ရတယ်များဆိုလို့စေတနာရှိတယ်အဲအကူအညီခြင်းတယ်လို့တွေ့ရတယ်ပေါ့အဲ့လိုမျိုးအကူအညီဆောင်ရွက်ခြင်းတဲ့အခါမှာရေရှည်လုပ်ငန်းစဉ်အတွက်ငါတို့ဘာလုပ်ပေးနိုင်မလဲဘယ်လိုမျိုး စနစ်တကျအဆောင်ရွက်ပေးနိုင်မလဲဆိုတဲ့ဥစ္စာမျိုးရည်ရှိစဉ်းစားချက်တခုရှိပါဒါနံပါတ်1ဖြစ်ပါအဲ့လိုမျိုးပြင်ဆင်စဉ်းစားတဲ့အခါမှာတို့ဒီမလေးရှားမတိုင်ခင်ရဲ့ဒီအာဆီယံဥက္ကဋ္ဌကလာအိုစ်နိုင်ငံဖြစ်ပါတယ်ပေါ့ဒီလိုမျိုးအာဆီယံဥက္ကဋ္ဌပြတာဝန်ယူလက်ခံဆောင်ရွက်တဲ့အခါမှာမြမအရေးကိုဆောင်ရွက်ဖို့အတွက်ဘာတွေတော့ဆောင်ရွက်ပြီးပြီးဘာတွေတော့ဆောင်ရွက်ဖို့ကြံသေးတယ်ဆိုတဲ့ဆာဝဲစရန်အဲဗျူဟာတစ်ခုမှတို့ရရှိခဲ့တာမရှိဘူးပေါ့မရှိတဲ့အတွက် မလေးရှားရဲ့စဉ်းစားမှုကကြတော့နံပါတ်1ကမြမအရေးကရေရှည်အဖြစ်ရှာရမယ်လုပ်ငန်းစဉ်ဖြစ်တဲ့အတွက်ရေရှည်လုပ်ငန်းစဉ်ကိုပြူဟာကြကြဆွဲပေးစီခြင်းနဲ့ဟာရှိဗတာနံပါတ်1နောက်တစ်ခုကနံပါတ်2ကမလေးရှားနိုင်ငံကမြန်မာနိုင်ငံကိုအာဆီယံထဲမှာပါဖို့အတွက်ပထမဆုံးထောက်ခံအဲထည့်သွင်းခဲ့တဲ့နိုင်ငံဖြစ်တဲ့အတွက်ငါတို့မြန်မာကိုပုံမူပြီးတော့ဥဆောင်နိုင်မယ်ဆိုတဲ့ဟာမျိုးကိုသူတို့ခံယူခဲ့တဲ့ဥစ္စာရှိရှိတော့အဲ့လိုပြင်ဆင်တဲ့အခါမှာရေရှည်ဘျူဟာအတွက် မပြင်းစင်တဲ့ဥစ္စာရှိတယ်နံပါတ်1ကကြတော့သူတို့ကျန်တဲ့ဒီ ASEAN Championship ကာလမှာဒီမြန်မာအပြည်သူတွေကိုကိုစားပြုနေတဲ့အစုအဖွဲ့တွေကိုဘယ်လိုမျိုးစနစ်တကျဆောင်ရွက်ကူညီပေးနိုင်မလဲဆိုတဲ့ဥစ္စာမျိုးကိုစဉ်းစားတဲ့ဥစ္စာရှိတယ်ဒါကနံပါတ်1ပေါ့နံပါတ်3အနေနဲ့ကကြတော့နိုင်ငံတကာအနေနဲ့စဉ်းစားတာပဲဖြစ်ဖြစ် ASEAN အနေနဲ့ပဲစဉ်းစားတာပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ဒါကတော့အမှန်မဲလို့ထင်တယ်နောက်တစ်ချိန်မှာတော့ဆွေးနွေးကြရမှာပဲဆောင်ရွက်ကြရမှာပဲဆိုတဲ့အတွေးရှိတယ်ပေါ့ အဲ့ဒီအတွေ့သုံးခုနဲ့ဆောင်ရွက်နေတယ်လို့ကျွန်တော်ကတော့ချက်ပါတယ်။အဲ့ဒါအနေနဲ့ဖြီးအားအနေနဲ့ဆောင်ရွက်နေတာလားဆိုရင်တော့မဟုတ်ဘူး။ဒါပေမဲ့ဘာလို့ပြင်ဆင်တာရှိတယ်လဲဆိုလို့ရှိရင်မြမတော်လန်ရေးအဖွဲ့အစည်းမြမနိုင်ငံရေးအစုအဖွဲ့တွေအနေနဲ့ပုံမိုစုံလင်စွာနားထောင်မှသာလင်ရေရှည်မြမနိုင်ငံရေးလုပ်ငန်းစဉ်ကိုအပြေရှားနိုင်မယ်လို့စဉ်းစားတဲ့မလေးရှားရဲ့ပြင်ဆင်ချက်ရှိတဲ့အတွက်ဒီမြမနိုင်ငံအဲဒီတော်လန်ရေးလုပ်ငန်းစဉ်နိုင်ငံရေးလုပ်ငန်းစဉ်မှာပါဝင်နေတဲ့အစုအဖွဲ့တွေ ကိုတော်တော်များများကိုလိုက်အဲလိုက်တွေးစဉ်းစားနားထောင်ဆောင်ရွက်နေတဲ့ဥစ္စာရှိတယ်။ဒီမလေးရှားနိုင်ငံကိုအစည်းအဝေးကိုဖိတ်တဲ့အခါမှာလည်းပဲဒီပုံမှန်အဖွဲ့အကြီးတွေတင်မဟုတ်ဘဲနဲ့သူ့ဒေတာအလိုက်မှာပေါက်ဖွားလာတဲ့နိုင်ငံရေးအစုအဖွဲ့တော်လိုင်းအစုအဖွဲ့တွေပဲဖိတ်ပြီးတော့ဆောင်ရွက်နေတဲ့ဥစ္စာရှိတယ်ပေါ့။အဲ့ဒီပြင်ဆင်မှုတွေကိုကြည့်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့မလေးရှားနိုင်ငံရဲ့စဉ်းစားပုံကရေရှည်ကိုတွေးတယ်အပုံမူပြီးတော့ကိုပဲအဲကျေပြန့်စွာတွေးတယ်ဆိုတဲ့ဥစ္စာမျိုးတွေ့ရတယ်ပေါ့ဒီ အာဆီယံဆမ်မစ်မှာဆွေးနွေးခဲ့တဲ့အဥ္စာရဲ့ motion တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံအနေနဲ့ရေရှည်ဆောင်ရွက်နိုင်ဖို့အတွက်ဒီနိုင်ငံတကာစောင့်ကြည့်ရေးရန်ရာတွေတိစောက်ဖို့နောက်ပြီးတော့ရေရှည်မြန်မာအရေးအာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ဖို့ဆိုတဲ့အဆိုပြုခဲ့တာတွေရှိတယ်ဒါတွေကိုဆောင်ရွက်နေတာကိုကြည့်တယ်ဆိုလို့ရှိရင်ဒါကမလေးရှားနိုင်ငံရဲ့ပြင်ဆင်မှုတွေဖြစ်ပါတယ်ဒါကမလေးရှားနိုင်ငံရဲ့အာဆီယံဥက္ကဋ္ဌအနေနဲ့ပြင်ဆင်မှုပေါ့အဲ့ဒီအနေနဲ့ဆက်စပ်ဒါဆိုရင် JCB နဲ့ ဘလို့ဆိုင်လဲလို့မေးစရာရှိတယ်ဆို JCB အနေနဲ့စဉ်းစားတဲ့ JCB မှာပါဝင်နေကြတဲ့အစုအဖွဲ့တွေအလုံးကတော့မြန်မာအဲတော်လန်ရေးအဖွဲ့အစည်းတွေလည်းပါတယ်နိုင်ငံရေးအစုအဖွဲ့တွေလည်းပါတယ်ပါတော့မြန်မာတော်လန်ရေးအနေနဲ့စဉ်းစားတဲ့အခါမှာကာကွယ်ရေးပိုင်းဆိုင်ရာမှာဆိုရင်တော့တော်တော်တိုးတက်နေတဲ့ပြည်ပြင်တော်လန်ရေးလုပ်ငန်းစဉ်တွေရှိတယ်ဗတာနံပါတ်1ဖြစ်ပါတယ်နံပါတ်2ကကြတော့နိုင်ငံရေးလုပ်ငန်းစဉ်ကိုပြင်ဆင်တဲ့အခါမှာငါတို့ ဘယ်လိုနိုင်ငံကိုတီထောင်ကြမှာလဲဖက်ဒရယ်ပြည်ထောင်စုကိုတီထောင်မယ်ဆိုလို့ရှိရင်ဘယ်လိုတီထောင်ကြမှာဘယ်လိုပြင်ဆင်နေကြတလဲဆိုတဲ့ဥစ္စာကိုနိုင်ငံတကာကိုပြောဆိုနေကြတဲ့ဥစ္စာရှိတယ်ပေါ့ဆိုအဲ့ဒါကိုစုစုစီစီချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ဆိုလို့ရှိရင်ငါတို့အင်အားစုတစ်ခုပူးပေါင်းဆောင်ရွက်မှုတစ်ခုကိုလုပ်ဖို့လိုအပ်မယ်ဆိုတဲ့တော်လိုင်းရေးခေါင်းဆောင်တွေစဉ်းစားခဲ့ကြပုံရတယ်ပေါ့အဲ့ဒီစဉ်းစားမှုအနေနဲ့ပဲဒီ joint coordination body အနေနဲ့ဆိုလို့ရှိရင်တော်လိုင်းရေးမှာပါနေတဲ့အစုဖွဲ့တွေ ပြည်တွင်းမှာပါနေတဲ့နိုင်ငံရေးအစုအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့မကြသေးသေးကငါမှာပေါ်ပေါက်လာတဲ့ဒီအဖွဲ့အစည်းအစုအဖွဲ့တခုဖြစ်တယ်လို့မြင်တယ်ပေါ့လုံးလုံးစင်အနေနဲ့မလေးရှားကတွေ့နေတာကတော့ JCB ကိုတွေ့နေတာမျိုးတော့အဲ့ဒီ JCB အဖွဲ့တင်တွေ့နေတာမျိုးတော့မဟုတ်ဘူးအဲမလေးရှားနိုင်ငံရဲ့ဆွေးနွေးတဲ့အခါမှာသူ့ဒေတာအလိုက်မှာကိုစားပြုတ်နေကြတယ်တော်လိုင်းရဲ့အစုအဖွဲ့တွေနိုင်ငံရဲ့အစုအဖွဲ့တွေကိုတွေ့နေကြတာဖြစ်တယ်ပေါ့အဲ့ဒီတွေ့ဆုံတဲ့အထဲမှာတော့ JCB ရောပါလားဆိုရင်တော့ GCB လည်းပါတယ်ပေါ့ဆိုတော့အဲအဲ့လိုမျိုးတွေ့တာဖြစ်တယ်ပေါ့အခုချင်းမိုင်မှာတွေ့ဆုံခဲ့ကြတယ် ASEAN နဲ့တွေ့ဆုံခဲ့ကြတဲ့အစုအဖွဲ့တွေဆိုလို့ရှိရင်ပြည်နယ်အဖွဲ့တွေလည်းပါတယ်တိုင်းအဖွဲ့တွေလည်းပါတယ်ပြည်ထောင်စုအဆင့်မြို့တိုင်းညီညွတ်ရေးအစိုးရအမျိုးမြို့တိုင်းညီညွတ်ရေးအတိုင်းအမြံငံကောင်စီအဲနိုင်ငံရေးပါတီနောက်ပြီးတော့တိုင်းနေမှာရှိတဲ့လွတ်တော်ကိုယ်စားလှယ်တွေပြည်ထောင်စုမှာရှိတဲ့လွတ်တော်ကိုယ်စားအစချင်းပြင်းစုံစုံလင်လင်ကိုပဲတွေ့နေကြတာဖြစ်တယ်ဆိုတော့မလေးရှားရဲ့လုပ်ငန်းစဉ်ကတပိုင်း JCB ရဲ့လုပ်ငန်းစဉ်ကပြည်တွင်းနိုင်ငံရေး တော်လန်ရေးအနေနဲ့စုဖွဲ့ထားတဲ့ဥစ္စာဖြစ်တယ်ပေါ့မလေးရှားကိုတွေ့နေကြတာကမလေးရှားက JCB ကိုတွေ့နေကြတာမျိုးတော့လည်းမဟုတ်ဘူးဒါပေမဲ့ JCB ကအတိတ်ကအဖြစ်တော့ပြည်တွင်းနိုင်ငံရေးအင်အားစုတော်လန်ရေးအင်အားစုငါတို့တိုင်းပြည်တည်ဆောက်ဖို့အတွက်ဘလို့တွားကြမလဲဆိုတဲ့ဥစ္စာမျိုးကိုပူပေါင်းဆောင်ရွက်မှုအားကောင်းဖို့အတွက်ပြင်ဆင်နေကြတဲ့လုပ်ငန်းစဉ်တဘောအနေနဲ့တော့ကျွန်တော်ကနားလည်ထားပါတယ်ကိုဝင်းပြောတဲ့အထက်မှာဒီမလေးရှားအာဆီယံဥက္ကဋ္ဌမလေးရှားရဲ့ခုနကချင်းကပ်ပုံနေပေါ့ဗျာ တိရတယ်ဟိုပြောပြရတဲ့ကြောင်တိရတာအဲ့လိုမျိုးကျေးဇူးတင်တယ်ဗျာဆိုတော့ထပ်ပြီးတော့မလေးရှားရဲ့အဲ့လိုမျိုးပေါ့ဟိုတဘောတာပေါ့နော်အကြီးကဘာလဲဆိုတဲ့အခါမှာကျတော့ तू ကငလျင်လှုပ်ပြီးပြီးချင်းမှာ ထိုင်းဝင်ကြီးနဲ့ပေါင်းပြီးတော့ထိုင်းနဲ့ပေါင်းပြီးတော့ခုနကနေပြီးတော့သွားပြီးတော့ဒီလူသားချင်းစာနာတဲ့အထောက်ပံ့နေသွားပေးတာ哦ဆိုတော့မလေးရှားရဲ့ခုနကလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ policy ပေါ်မှာကျွန်တော်မေးချင်တာပေါ့နော်အခုကကျွန်တော်ကြားနေရတလောက်ဆိုလို့ရှိရင်ဟုတ်လားအဲ humanitarian corridor corridor ပေါ့ humanitarian corridor ပေါ့နော်ဒီလူလူသားချင်းစာနာထောက်ထားမှုဇင်းကြံတွေပေါ့အဲအဲ့ဒီ idea ကိုစပြီးတော့ဟိုလိုပြောနေကြတာတွေကျွန်တော်ကြားရအဲ့ဒါကဘာလဲဆိုထိုင်းနေဆက်မှာရှိတဲ့နေရာနဲ့ဘင်္ဂလားဒေ့ရှ်အိန္ဒိယဘင်္ဂလားဒေ့ရှ်ပေါ့ဗျာအဲ့လိုမျိုးအဓိကကတော့ အဲ့အိမ်မှာရှိတဲ့နှစ်နေရာကိုအဲ့လိုမျိုးစပြီးတော့စဉ်းစားနေကြတယ်ဆိုတော့အပန်တွေထွက်နေတာပေါ့နော်ဆိုတော့အဲတကယ်လို့ဒါအဲ့လိုမျိုးပေါ့မလေးရှားအနေနဲ့အဲ့လိုမျိုး any shape လုံထိုင်နေဆိုလို့ရှိရင်အားလုံးမျောထားတဲ့မျောလင့်ထားကြတဲ့ခုန cross border လို့ခေါ်တာပေါ့နော်ဒီနေဆက်ဖြတ်ကျော်ပြီးတော့လူသားချင်းစာနာမှုအထောက်ပံ့တွေကို ွတ်လွတ်လပ်လပ်သွားပြီးလို့ရနိုင်တဲ့အနေထားမျိုးအဲအဲ့အမျိုးကိုအဲမလေးရှားဘက်ကဆန္ဒရှိရလို့ကိုမွေးမင်းမြင်မိလားဗျအဲ့လိုမျိုးဆန္ဒရှိတယ်လို့မြင်မိသလားလို့မေးရင်တော့ဆန္ဒလည်းရှိတယ်သူတို့ပြင်နေတဲ့ဥစ္စာရှိတယ်ပေါ့ကျွန်တော်တို့အဆွေးနွေးတိုင်ပင်ဖြစ်ပါတယ်ဗတာကျွန်တော်တို့အမျှဝေလို့ရတဲ့ဥစ္စာကဒီမလေးရှားနိုင်ငံအနေနဲ့ဆိုလို့ရှိရင်ဒီငလင်း လှုပ်ပြီးတဲ့အဲတပတ်မှာပေါ့ဒီဒီမလေးရှားနိုင်ငံရဲ့ဒီကက်ဘိနက်အစည်းအဝေးလုပ်တယ်အစည်းအဝေးလုပ်ပြီးတော့ဒီအဲဒါဆိုလို့ရှိရင်ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေကိုပို့မယ်နောက်ပြီး free hospital လို့ခေါ်တယ်မလေးရှားနိုင်ငံရဲ့အဲဆေးရုံဖွင့်မယ်နောက်ပြီးတော့ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေကို ASEAN နေနဲ့ဘယ်လိုမျိုးပုံမလုပ်နိုင်မလဲဆိုတဲ့မူဝါဒတွေပြင်ဆင်တဲ့ဥစ္စာရှိပါတယ်ဒါအဲ့ဒီပြင်ဆင်မှုအစည်းအဝေးပြီးနောက်ပိုင်းမှာကျွန်တော်တို့မြန်မာနိုင်ငံအခြေစိုက်ဒီအရက်ဖက် အဖွဲ့အစည်းတွေနောက်ပြီးတော့မြို့တိုင်းညွေအစိုးရအခြားဒေတာဒီငလင်ကြောင့်တက်ရောက်တဲ့အဲဒေတာတွေမှာရှိနေကြတဲ့အစုဖွဲ့တွေနဲ့ကျွန်တော်တို့ဆွေးနွေးမှုလုပ်ခဲ့တဲ့ဥစ္စာရှိပါတယ်။အဲ့လိုမျိုးဆွေးနွေးမှုလုပ်တဲ့အခါမှာနှစ်ပိုင်းရှိတယ်။တစ်ပိုင်းကကြတော့ဒီလက်ရှိဒီအခြေအနေအရဒီတချို့ contested area လို့ခေါ်တဲ့အဲတော်လန်ရေးအဖွဲ့အစည်းကလည်းထိန်းချုပ်တဝက်ထိန်းချုပ်တာဒီစက်စက်ကစက်ကောင်စီအနေနဲ့လည်းထိန်းချုပ် ဲ့အခါမှာလောက်ရတဲ့ဆောင်ရွက်ရတဲ့အခြေအနေတွေရှိတယ်။မရှိတော့မလေးရှားနိုင်ငံအနေနဲ့တော်လန်ရေးအစုအဖွဲ့တွေနဲ့ချိတ်ဆက်ဆောင်ရွက်မှုရှိသလားလို့မေးရင်ကျွန်တော်တို့အနီးကပ်အတိုင်ပင်ဆောင်ရွက်မှုတွေရှိတယ်။ဒါကအစောပိုင်းကာလဆောင်ရွက်မှုတွေဖြစ်ပါတယ်။အဲဒါကတို့အဲ့လိုမျိုးဆောင်ရွက်တဲ့အခါမှာဒီမလေးရှားနိုင်ငံအနေနဲ့တချို့ဒီစစ်ကောင်စီနဲ့ဆောင်ရွက်ရတဲ့အပိုင်းတွေမှာတော့ဒီ security council လို့ခေါ်တဲ့တို့နိုင်ငံရဲ့လူညိုရေးပိုင်းမှာရှိနေတဲ့ခေါင်းဆောင်တွေကိုအတိအကျတာဝန်ပေးဆောင်ရွက်တဲ့ဥစ္စာရှိတယ်ပေါ့။ကျန်တဲ့ ဒီဒေတာအလိုက်မှာရှိနေကြတဲ့အစုအဖွဲ့တွေနဲ့ဆောင်ရွက်ကြတဲ့အခါမှာပုံမှန်ပြီးတော့အခြေခံပြည်သူတွေကိုရောက်ရှိတာလိုအပ်နေတဲ့ပြည်သူတွေကိုမြင်မြင်ဆန်းဆန်းရောက်ရှိတဲ့အဥ္စာကိုမလေးရှားကအဲအဲ့ရလက်ကိုတွေ့ရတဲ့အဥ္စာရှိတယ်ဗောဒါကအဲနံပါတ်1တစ်ချက်ဖြစ်ပါအဲ့လိုမျိုးစဉ်းစားတဲ့အခါမှာဒီမလေးရှားနိုင်ငံကတော့အခုလောလောဆယ်မှာတော့ Defee Hospital ကအာတင်းပြီးတော့ပြန်ပြီးတော့အစည်းအဝေးလုပ်တဲ့အခါမှာတခြားအပိုင်းတွေဆိုလို့ရှိရင်ဘယ်လိုမျိုးဒီအများအခြေခံပြည်သူတွေကိုဘယ်လိုမျိုး ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေကိုရောက်ရှိအောင်လုပ်တင်နေဘာတွေလိုအပ်နေတယ်လဲလို့ဆွေးနွေးတဲ့အခါမှာငလင်ကြောင်းတက်ရောက်တဲ့အခြေခံပြည်သူတွေရှိတယ်နောက်ပြီးတော့ဒီနေဆက်တွေမှာရှိနေကြတဲ့ဒုက္ခတွေစခန်းတွေရှိတယ်အစရှိတဲ့ဖြင့်စစ်ကြောင်းတက်ရောက်နေစဉ်တက်ရောက်နေတဲ့အခြေခံပြည်သူတွေဒုက္ခတွေကိုဘယ်လိုမျိုးအကူညီနိုင်တယ်လဲဆောင်ရွက်နိုင်တယ်လို့စဉ်းစားတဲ့အခါမှာဒီမလေးရှားနိုင်ငံရဲ့ဒီအရာရှိတွေကိုယ်စားလှယ်တွေအနေနဲ့အိန္ဒိယချင်းနိုင်ငံတွေကိုသွားခဲ့တဲ့ခရီးစဉ်ရှိတယ် ဟိုထိုင်းကိုလည်းသွားတာရှိတယ်တရုတ်ကိုလည်းသွားတာရှိတယ်အိန္ဒိယကိုလည်းသွားတာရှိတယ်အဲ့ဒီသွားမှုတွေအပေါ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေအစုဖွဲ့တွေနဲ့တိုင်ပင်တဲ့လုပ်ငန်းစဉ်လည်းရှိတယ်ပုံမှန်တိုင်ပင်တဲ့အခါမှာနေဆက်အနေနဲ့ပုံမှန်ပွင့်လင်းစွာချပြတာမချပြတာနောက်တစ်ပိုင်းဖြစ်တယ်ပေါ့စမ်းပြီးတော့လုတ်ကင်နေတဲ့လုပ်ငန်းစဉ်တွေရှိသလားဆိုရင်တော့ရှိတဲ့အတွေ့စမ်းလုတ်ကင်တဲ့အပေါ်မှာအရလက်တစ်ခုစပေါ်လာတဲ့ဥစ္စာရှိတဲ့အတွေ့မလေးရှားနိုင်ငံအနေနဲ့ရောမလေးရှားနိုင်ငံအနေနဲ့အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားတဲ့အပေါ်မှာ ASEAN mandate အရာ ASEAN Championship mandate အရာလူသားချင်းစာနာထောက်ထားမှုတွေကိုလုပ်တဲ့အခါမှာအိန္ဒိယနိုင်ငံတွေအနေနဲ့ ASEAN ဥက္ကဋ္ဌတွေအနေနဲ့ပုံမူပြီးတော့လုံနိုင်မယ်ဆိုတဲ့ယုံကြည်မှုတိုးလာတဲ့ဥစ္စာကိုတွေ့ရတယ်ပေါ့အဲ့အဲ့ယုံကြည်မှုကိုအခြေခံပြီးတော့ cross border aid လို့ခေါ်တဲ့နိုင်ငံရှိနေနေဆက်နေကြတဲ့နိုင်ငံတွေနဲ့ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်မှုတွေကိုလုပ်နိုင်မလဲဆိုတဲ့ပြင်ဆင်တဲ့ဥစ္စာတွေကိုတွေ့ရတယ်အဲ့ဒါကြောင့်ဆန္ဒရှိသလားလို့မြင်ဆန္ဒ လက်ရှိတယ်ပြင်ဆင်နေတာလည်းတွေ့ရတယ်ကျွန်တော်တို့အနေနဲ့ချိတ်ဆက်ဆွေးနွေးနေတာတွေလည်းရှိပါတယ်ခင်ဗျဆိုတော့ညာနောက်ဆုံးမိကုန်းပါပဲဆိုတော့မလေးရှားအနေနဲ့ ambitious ကအကြီးပေါ့ခုနကစန္ဒာတွေရောလုံနေတာတွေရောအကြီးပဲလုံနေတာဆိုတော့ဒါပေမဲ့သူ့ရဲ့အချိန်သတ်မှတ်ချက်ကတစ်နှစ်ပဲဆိုတဲ့အခါမှာကျတော့ तू နောက်ထပ်ဥက္ကဋ္ဌဖြစ်လာမယ်ဖိလစ်ပိုင်ကိုဟိုလက်လွှဲပေးရမှာပေါ့ဆိုတဲ့အခါမှာကျတော့အခု အဲ့လိုမျိုးပေါ့အာဆီယံဥက္ကဋ္ဌမလေးရှားလှုပ်သွားတဲ့အခင်းချင်းနေဒီပြတ်သွားမှလားဒါမှမဟုတ်လို့ရှိရင်ဖိလစ်ပိုင်ကဆက်ပြတ်သေးသွားမှလားဖိလစ်ပိုင်ရဲ့အနေထားကိုလည်းနည်းနည်းတော့အကြံပြင်းပြောပြပေးပါလားလုံးလုံးစင်အနေနဲ့ဆိုရင်မလေးရှားရဲ့ပြင်ဆင်မှုအပိုင်းရဲ့ဒါပေမဲ့အာဆီယံရဲ့ဖြစ်နေမှုဟိုအခြေအနေပေါ့အာဆီယံစပုံမှန်ကအာဆီယံဥက္ကဋ္ဌအနေနဲ့တာဝန်ယူကြတဲ့အခါမှာတစ်နှစ်ဖြစ်တဲ့အတွဲလွှဲတာပြောင်းတာအနေနဲ့ဆိုလို့ရှိရင်အလုပ်လုပ်ရတဲ့အချိန်ကအများကြီးမရှိဘူးဆိုတော့စဉ်းစားချက်တွေရှိတယ်ပေါ့ အဲ့လိုမျိုးအချိန်မရှိတဲ့အတွက်အာဆီယံအနေနဲ့လှုပ်တဲ့အခါမှာစရိပဲလှုပ်သွားသလားဆိုတဲ့အဥ္စာမျိုးတွေလည်းဝေဖန်ကြတဲ့အဥ္စာရှိတယ်ပေါ့ရှိတော့မလေးရှားရဲ့စင်စံမှုအနေနဲ့ဆိုလို့ရှိရင်တော့နှစ်ခုတွေကတော့လှုပ်ရိုးလှုပ်စင်ကတော့အစောပိုင်းကာလအင်ဒိုနီးရှားဥက္ကရာဖြစ်တဲ့အခါမှာလှုပ်ပုံတွေတော့ခက်စင်စင်ဖြစ်တယ်ပေါ့ခက်စင်စင်ဒါပေမဲ့ချိတ်ဆက်မှုအပိုင်းမှာတော့ပုံမူပြီးတော့ကျေပြန့်နေတဲ့မြန်မာတော်လှန်ရေးနိုင်ငံရေးအစုအဖွဲ့တွေကိုတွေ့နေတာဖြစ်တဲ့အတွက် အချိန်နည်းနည်းပိုကြတယ်လို့တွေ့ရတယ်ဒါနံပါတ်1နံပါတ်2ကကြတော့ဒီဟိုအာဆီယံဥက္ကဋ္ဌတစ်နှစ်ဖြစ်တဲ့အတွေ့ပြင်ဆင်ပြီးပြင်ပြက်သွားအောင်မလားဆိုရဲစိုးရိမ်မှုတွေရှိတယ်ပေါ့ရှိတော့အဲ့ဒီအပိုင်းမှာတော့မလေးရှားကရီမန်းချက်ကြီးကြီးနည်းနည်းဟို brief ဟိုတော်တော်လေးရင်းရင်းရင်းချင်းကန့်နေတယ်ဆိုတဲ့ဥစ္စာမျိုးတော့တွေ့ရတယ်ဘလို့မျိုးရင်းရင်းရင်းလောက်တာလဲဆိုလို့ရှိရင်မြမဒီနိုင်ငံရေးအစုအဖွဲ့တော်လိုင်းရေးအစုအဖွဲ့တွေကိုတွေ့တဲ့အခါမှာ အစုဖွဲ့တော်တော်များများကိုတွေ့နေတာဖြစ်ပါတယ်အသေးစိတ်ကိုအစုဖွဲ့တော်တော်များများကိုတွေ့နေတာဖြစ်တယ်သူတို့ပြင်ဆင်နေတဲ့အခါမြမဒီနိုင်ငံရေးအနေနဲ့တက်ဆိုင်တဲ့အစုဖွဲ့တွေကိုလည်းများများဆန်းတွေ့နေတာဖြစ်တယ်လို့အရက်ဖဲအဖွဲ့စီတွေအမျိုးသမီးအဖွဲ့စီတွေတွေ့တယ်ဒီအခိတမ်းမင်းလို့ခေါ်တဲ့ပညာရှင်တွေကိုလည်းဘယ်လိုမျိုးဆောင်ရွက်တင်လဲဆိုတဲ့အဥ္စာမျိုးတွေကိုပုံမှန်ဆွေးနွေးပြင်ဆင်နေတာမျိုးတွေရှိတယ်ပေါ့အဲ့လိုမျိုးရှိတဲ့အခါမှာရေရှည်သွားနိုင်ဖို့အတွက်ဆိုရင်ဒီ ASEAN Summit မှာဆိုတော့ပြောခဲ့တဲ့သူတို့အဆိုပြုခဲ့တဲ့အကြောင်းအရာနှစ်ခုရှိတယ်နံပါတ်1ကကြတော့ ဒီနိုင်ငံတကာဒီစောင့်ကြည့်မှုရန်ရာကိုတိစောက်ဖို့နောက်တစ်ခုနံပါတ်အခုကကြတော့အာဆီယံမြန်မာအရေးအတွက် permanent ကိုယ်စားလှယ်ပေါ့အာဆီယံကိုယ်စားလှယ်ခန့်အပ်ဖို့ဆိုတဲ့အဥ္စာမျိုးကိုစဉ်းစားကြရတယ်ရှိတယ်ပေါ့အဲ့ဒီအပိုင်းမှာတော့မလေးရှားကဆော့ဆော့ပြောခဲ့တဲ့လူမျိုးပဲမြန်မာအရေးကရေရှည်အဖြေရှာရမယ်လုပ်ငန်းစဉ်လို့သူတို့ကယူထားတယ်အဲ့လိုမျိုးရေရှည်အဖြေရှာရမယ်လုပ်ငန်းစဉ်ဖြစ်တဲ့အတွက်သူတို့ဥက္ကဋ္ဌတစ်နှစ်ပြီးသွားတယ်ဆိုရင်တောင်မှ ပုံမပါဝင်ဆက်လက်ပါဝင်နိုင်ဖို့မျှော်လင့်နေတဲ့ဥစ္စာရှိတယ်ပေါ့အဲ့လိုမျိုးရှိတဲ့အခါပြင်ဆင်မှုအပိုင်းကတော့ရေရှည်ပူဆန်တယ်ပေါ့အစောပိုင်းစဉ်းစားတာက3 years ပေါ့ဥမာအဲ့လို3 years အဖိလစ်ပင်းကပဲတက်လာတက်လာပြီးရင်စင်ကာပူကပဲတက်လာတက်လာဆိုလို့ရှိရင်ဒီတက်လာတဲ့ဥက္ကဋ္ဌအနေနဲ့တာဝန်ယူတဲ့အခါမှာကြံတဲ့အာဆီယံနိုင်ငံအနေနဲ့ချိတ်ဆက်ဆောင်ရွက်ဖို့ဆိုလို့ရှိရင်ရေရှည်လုံးတဲ့ strategic plan ထားခဲ့ရင်လည်းအကျိုးရှိမလားဆိုပြီးတော့ အဲ့အရေးရှိ plan အစီအစဉ်ကိုဆွဲနေတဲ့ဥစ္စာရှိတယ်ဒါနံပါတ်1နံပါတ်2ကကြတော့ permanent ASEAN ကိုယ်စားလှယ်ကိုခန့်အပ်နိုင်မယ်ဆိုလို့ရှိရင်လဲဒါကိုအဲ permanent ကိုယ်စားလှယ်တော့မြန်မာ committee ပေါ့ဒါတို့စဉ်းစားတဲ့အတွင်းစဉ်းစားပိုင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကိုဆောင်ရွက်နိုင်မလားလို့စဉ်းစားကြရတယ်ဆိုလို့ရှိရင်မလေးရှားကလည်းတကယ်တမ်းကလက်ရှိဖြစ်နေတဲ့ ASEAN အဲကိုယ်စားလှယ်ကလည်းမြန်မာ stakeholder တွေကတဘောကြရတယ်ဆိုရင်သူကလည်း permanent ကိုယ်စားလှယ်များဖြစ်လာနိုင်မလားဆိုတဲ့အဆိုပြုတဲ့စဉ်းစားချက်တွေလေးမလေးရှားကရှိပါတယ် ဲ့လိုရှိရဆိုတကယ်လို့ပဲမလေးရှားကရေရှည်အစီအစဉ်ကလေးထားခဲ့နိုင်တယ်သူတို့နိုင်ငံအခုလုံနေတဲ့အာဆီယံကိုယ်စားလှယ်ကလည်းပါမင်းနဲ့ကိုယ်စားလှယ်ဖြစ်လာမယ်ဆိုလို့ရှိရင်လုပ်ငန်းစဉ်တွေကလည်းဆက်သွားနိုင်တယ်မလေးရှားကိုယ်တိုင်ကမြန်မာကအာဆီယံ member ဝင်ဖြစ်တဲ့မှာတဲ့ဆိုတဲ့နိုင်ငံအဆိုပြုခဲ့တာဖြစ်တဲ့တွေ့သူတို့တွေအနေနဲ့လည်းပုံမူပြီးတော့ဆောင်ရွက်နိုင်မယ်လို့သူတို့ယုံကြည်နေတာမျိုးဖြစ်တဲ့အတွေ့ရဲရင်တဲ့အစီအစဉ်တွေနဲ့ဆောင်ရွက်နေတာမျိုးရှိတယ်ပေါ့အဲအဲ့လိုမျိုးကဒါကတော့မလေးရှားရဲ့ပြင်ဆင်မှုဖြစ်တယ်အဲ့ဒါတော့ လုံးလုံးစင်မှာတော့ဖိလစ်ပင်းကပြင်ဆင်မှုလုပ်နေသလားလို့မေးရင်စတင်မြမအရေးတွေကိုဆွေးနွေးဖို့အတွက်ပြင်ဆင်နေတာတွေတော့စတင်ခြေလှမ်းတွေတွေ့ရတယ်ပေါ့ဒီဒီအစောပိုင်းကာလမှာတော့ဒီဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ပညာရှင်တွေဒီလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့နောက်ပြီးတော့ဒီဒီပြည်သူကိုယ်စားလှယ်နဲ့ဆိုင်တဲ့အစုအဖွဲ့တွေကဒီ ASEAN ကိုယ်စားလှယ်အဲလက်ခံမှုအပိုင်း ASEAN ဥက္ကဋ္ဌအဲတာဝန်ယူမှုအပိုင်းမှာမြမအရေးကိုကင်တွယ်ဖို့စတင်ပြင်ဆင်နေတဲ့ဥစ္စာတော့တွေ့ရတယ်မြမအရေးကိုဆွေးနွေးနိုင်ဖို့အတွက် ဒီမြန်မာနိုင်ငံရေးတော်လှန်ရေးမှာပါဝင်နေတဲ့အစုအဖွဲ့တွေကိုလည်းချိတ်ဆက်ဖို့လည်းပြင်ဆင်နေတဲ့ဥစ္စာတွေ့ရတော့ဇူလိုင်ဩဂတ်လောက်မှာတော့ဒီဖိလစ်ပိုင်နဲ့ဒီအာဆီယံကိုယ်စားလှယ်နဲ့အာဆီယံဥက္ကဋ္ဌနဲ့ဆိုင်တဲ့ဆွေးနွေးပွဲတွေကိုတော့လုပ်ဖို့ပြင်ဆင်နေတာတော့အတွေ့ရတော့ဒီဟာကိုချိတ်ဆက်ပြီးစဉ်းစားမယ်ဆိုလို့ရှိရင်တော့မလေးရှားနိုင်ငံအနေနဲ့ကတော့သူကပြောလို့ပဲဒီဟိုနိုင်ငံခြားရေးအဲဝန်ကြီးတွေဆွေးနွေးတဲ့အစည်းအဝေးတွေလုပ်ဖို့ရှိတယ်အာဆီယံဒီထိပ်သီးအစည်းအဝေးလုပ်ဖို့အဲ့ဒီအစည်းအဝေးတွေကနေပြီးတော့ဒီပြီးခဲ့တဲ့အာဆီယံဆက်မစ်မှာအဆိုပြုခဲ့တဲ့အဆိုတွေကိုအတည်ပြု နိုင်မယ်ဆိုလို့ရှိရင်မလေးရှားနိုင်ငံအနေနဲ့မြန်မာနိုင်ငံရေးကိုအပြေရှာတဲ့လုပ်ငန်းစဉ်မှာရည်ရှိတာဝန်ယူနိုင်မလားဆိုတဲ့ရည်ရှိပါဝင်နိုင်မလားဆိုတဲ့အခက်အခဲကိုစဉ်းစားနေတာဖြစ်တဲ့အတွက်တို့လုပ်ငန်းစဉ်ကကျယ်လဲကျယ်ပြန့်တယ်နည်းနည်းလဲရင်းရင်းနေဆိုတဲ့သဘောတော့ကျွန်တော်ကတွေ့ရပါတယ်ဟုတ်ကဲ့ခုလိုမျိုးအသေးစိတ်အလိုမျိုးကျေကျေပြန့်ပြန့်ဆွေးနွေးသုံးသပ်ပေးတဲ့တွေကိုဝင်းမင်းကိုကျေးဇူးတင်တယ်ဟုတ်ဖိတ်ခေါ်ပေးတော့လည်းကျေးဇူးတင်ပါတယ်ဟုတ်